ဗြိတိန်နိုင်ငံမှာကျင်းပမဲ့ Miss World Beauty 2014အတွက်မြန်မာနိုင်ငံကိုစားပြုအလှမဲ့ကိုရွေးချယ်သွားမယ့်အကြောင်းဒေါ်ရင်မင်းဦးကတင်ဆက်ပေးသွားမှာပါရှင်။ Miss Myanmar World ပြိုင်ပွဲကို Forever of the True ကစီစဉ်တာဖြစ်ပြီးရှောက်ထားလို့သူတွေဟာ August လ18ရက်နေ့မှ25ရက်အတွင်း Forever of the True မှာရှောက်ထားနိုင်တယ်လို့ online မှာလည်းရှောက်ထားနိုင်ပါတယ်။ကျွန်တော်တို့လည်းနှစ်ပေါင်းများစွာအလန်းကွာနေတဲ့ Miss Myanmar World ကျွန်တော်တို့မြန်မာနိုင်ငံမှာပြန်ပြီးတော့မြန်မာအမျိုးသမီးတွေအတွက်အခွင့်အရေးတစ်ခုအနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ခေါ်ဆောင်လာတာဖြစ်ပါတယ်။

ဆိုပါပဲ။ဒါဆိုလို့လောက်ပါတဲ့နိုင်ငံအတွက်အခုလိုမျိုးပါရတဲ့ဆောင်ရခြင်းဖြစ်ပါတယ်။နောက်ဆုံးစစ်လူရွေးပွဲတွေကတော့စက်တင်ဘာလ28ရက်နေ့မှာရွေးချယ်မှာဖြစ်ပြီးစုကြည်အဖြစ်ငွေသားတိန့်တရာနဲ့တရက်ဖူကိုရရှိမှာဖြစ်ပါတယ်ရွေးချယ်ခံရတဲ့အလှမဲ့ဟာ2014ခုနှစ်ဒီဇင်ဘာလမှာလန်ဒန်မြို့မှာကျင်းပမဲ့ Miss World Beauty 2014ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုပြီးသွားရောက်ရှင်ပြိုင်ရမှာပါကျွန်မရမင်းဦးပါရှင်